အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Rakuten Mobile အသုံးပြုနေတဲ့သူတွေဂျပန်နေနိုင်ငံခြားသွားတော့မယ်ဆိုရင် International Roaming Data ဝယ်တဲ့နေကိုပြောပြပေးသွားမှာဖြစ်ပါတယ် Rakuten Mobile Unlimited Data Plan နဲ့သုံးနေတယ်ဆိုရင်ကျွန်တော်နိုင်ငံခြားသွားမယ်ဆိုရင် Data Roaming မှာ International Roaming 2 Gig Free ရပါတယ်အဲ့တော့ကျွန်တော်2 Gig နဲ့မလောက်လောက်ဘူးထင်လို့ပေါ့နော်အခု Data ထပ်ဝယ်တဲ့နေရယ်ပြီးတော့ Rakuten Mobile Application နဲ့မှာဒီ International Roaming ဖွင့်တဲ့နေကိုပြောပြပေးသွားမှာပါဒါ International Roaming အတွက် 2G free ရတယ် ဒါကျွန်တော်တို့တော်တော်များများသုံးနေတဲ့ plan ပေါ့နော် cycle plan unlimited data plan ပေါ့နော်အဲ့ plan ယူထားတဲ့ဆိုရင်ဒီ international roaming 2k က free ရမှာပါအဲ့ဒီမှာမှထပ်ဝယ်ခြင်းနဲ့ဆိုရင် 1k ကိုရန်ငါရပေးရပါတယ်အခုတန် international roaming ကဒီ62နိုင်ငံရတယ်ပေါ့နော်အဲ့တော့ကိုသွားမဲ့နိုင်ငံကဒီ international roaming တုံးလို့ရမရပါဘူးเนาะ Rakuten international roaming တုံးလို့ရမရဆစ်လို့ရပါတယ် chat availability by destination နှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်အများဆုံးသွားတဲ့ထိုင်းနိုင်ငံကိုရွေးကြည့်ပါမယ် ရှာမှာထိုင်းလန်ကိုယူလိုက်ပါတယ်။ပြီးတော့ကျွန်တော်ကိုယ့်ရဲ့ device ကိုယူခိုင်းပါတယ်။ Samsung လား Apple လား Xiaomi လားအမျိုးမျိုးပေါ့နော်။ပြီးတော့ကျွန်တော်ကိုယ့်ရဲ့ device အမျိုးအစားကိုယူခိုင်းပါတယ်။ယူပြီးတော့ဆိုရင်တော့ availability နဲ့ cost နဲ့ဒီ check လုပ်ပါပါ။ဆိုရင် ticket ဒီ0ရက်နဲ့အသုံးပြုလို့ရမယ်ဆိုပြီးတော့ရေးထားပါတယ်။အဲ့ဒါဆိုရင် Myra Kutan Mobile Application နဲ့မှာ International Roaming ဖွင့်ပုံဖွင့်နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ application နဲ့ရောက်သွားပြီဆိုရင်ဒီ line ဆိုတာကိုနှိပ်လိုက်ပါတော့ ဒီ line ထဲမှာနည်းနည်းလေးဆွဲလိုက်လို့ရှိရင်ဒီ international roaming on ထားတယ်ပေါ့နော်။ဒါဆိုဖွင့်ထားပြီးသားအခြေအနေဖြစ်ပါတယ်။ international roaming ကဖွင့်လက်သားဖြစ်နေရများတယ်ပေါ့။ဖွင့်မထားဘူးဆိုရင်ဒီ line ကို on ပေးလိုက်ပြီးတော့ set change ကိုနှိပ်လိုက်ပါ။ဒါ on ဖို့အတွက်ခဏစောင့်ခိုင်းတာပဲဖြစ်ပါတယ်။ application ကိုခဏပိတ်လိုက်မယ်ပေါ့နော်။ပိတ်ပြီးတော့နောက်တစ်ခါပြန်ဝင်လိုက်။ line ထဲမှာပြန်စစ်ကြည့်ပါမယ်။ဒါဆိုရင် international roaming က on အခြေအနေဖြစ်သွားပါပြီ အဲ့ဒါဆိုရင်ဒီ international roaming အတွက် data ဝယ်တဲ့နေရာဆက်ပြီးတော့ပြောပြပေးသွားမှာပါ။ဝယ်ရမယ့်နေရာကတော့ home ထဲမှာပေါ့နော်။ home ထဲမှာဒီလစဉ်ကိုသုံးတဲ့ data ပမာဏပေါ့နော်။အဲ့ဒီရဲ့အောက်မှာဒီ data ချဆိုတာရှိပါတယ်။အဲ့ဒါကိုနှိပ်လိုက်ပါမယ်။အဲ့ဒီမှာဘလောက်ဝယ်မှာလဲပေါ့နော်။1 kilo, 2 kilo, 3 kilo, 4 kilo, 5 kilo ပေါ့။ကျွန်တော်တို့3 kilo လောက်ထပ်ဝယ်ပါမယ်။၎င်းရတာ2 kilo ဝယ်တာ3 kilo ဆိုတော့5 kilo လောက်ဆိုလောက်မယ်ထင်လို့ပေါ့နော်။ပါချိတ်ဝယ်လိုက်ပါမယ်။ အခုချိန်ဝေဒါအောင်မြင်သွားပြီဖြစ်ပါတယ်ဝေဒါအောင်မြင်သားကြောင်းမေးရောက်ပါတယ်3 gig ကိုရန်1500ပေးရပါတယ် application မှာမပေါ်သေးတော့ application ကိုခဏထွက်ပြီးတော့ပြန်ဝင်ကြည့်ပါမယ်အခုဆိုရင်ကျွန်တော်ဝေထားတာကအလက်က2 gig အဲဝေထားတာ3 gig ဆိုတော့စုစုပေါင်း5 gig ဖြစ်နေပါတယ် free ရတဲ့2 gig ပဲသုံးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ဘာလို့လဲဆိုရော2 gig ကုန်သွားပြီဆိုရင်ဒီ line ကနည်းနည်းနှေးသွားရုံပဲဖြစ်ပါတယ်။ဆက်ပြီးတော့သုံးလို့ရနေအောင်မှာပဲဖြစ်ပါတယ်။ နောက်ထပ်3 gig ဝယ်တယ်ဆိုတာဒီ5 gig လုံးဒီ high speed ပေါ့နော် internet line ကောင်းကောင်းနဲ့သုံးချင်လို့ထပ်ဝယ်လိုက်တာဖြစ်ပါတယ်အဲ့တော့အခုဗီဒီယိုလေးက international roaming rakuten data ဝယ်ပြားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝယ်ပြီးတော့ဒီနိုင်ငံသားသွားတဲ့အခါမှာသုံးရတဲ့အတွေ့အကြုံလမ်းရဘလို့အခြေအနေရှိလဲအနေအထားရှိလဲဆိုတာတကယ်ရော line ကောင်းရဲ့လားသုံးလို့ရတဲ့နေရာတွေကဘလို့လဲလူများရင်ဘလို့လဲပေါ့နော်လူစီကားတဲ့နေရာဆိုရင်သုံးရတာအဆင်ပြေရဲ့လားဆိုတဲ့ဒီသုံးပြီးတဲ့ experience ကိုတော့နောက်ဗီဒီယိုမှာပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုအဆု ုံးသတ်ရှိပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်